စပင်ဆက်တဲ့အခါမှာလေဟိုကျွန်တော်တို့ hairline ဖန်တီးရတာလဲဟိုအရေးကြီးတဲ့နေရာတစ်ခုမှာပါတာပေါ့လေနော်ကျွန်တော်တို့အအအသက်20မှာဆိုရင်လဲပုံစံ hairline တစ်ခု အသက်30မှာဆိုလဲဒီစပင်ပုံစံတစ်ခုအသက်40မှာအသက်45မှာလဲပုံစံတစ်ခုပေါ့လေနော်အဲ့လိုမျိုးနဲ့ကွာခြားပြီးကျွန်တော်တို့ကတူဦးတယောက်ချင်းစီအလိုက်ပေါ့လေ live match hairline ကိုဆွဲလိုက်တာပိုကောင်းပါလေဗျာ အဲနောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်စပင်ဆက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့နှစ်ဖူးတွန့်လိုက်ရင်ဗျာနှစ်ဖူးကြွက်သားရှိရပေါ့နှစ်ဖူးကြွက်သားနဲ့မလှုပ်တဲ့နေရာနားထီကျွန်တော်တို့ယူပြီးဆက်ရအောင်ပေါ့နော်အဲနမို့ရင်တော့နှစ်ဖူးတွန့်လိုက်တိုင်းစပင်တွေကလှုပ်နေရင်တော့တဘာဘာမဆန်ဘူးပေါ့လေနော်ကျွန်တော်တို့ဒီကိုဆိုရင်လည်းကျွန်တော်တို့ဟိုအသက်ရွယ်အလိုက်ပေါ့လေလိုက်ဖက်ညီမျှမဲ့ဟဲလန်းကိုကျွန်တော်ဆွဲထားပေးဖြစ်တာပေါ့လေနော်အာဒါတော့ကျွန်တော်တို့စပင်နှုတ်ဖို့နေရာကိုကျွန်တော်ပြင်ဆင်နေတာပေါ့လေနော် ဒီဒိုနာ API ကိုပြင်ဆင်တာပေါ့အဲအဲ့မှာဆိုရင်လည်းကျွန်တော်တို့ကဒီ deity homo လွတ်တဲ့နေရာနေရာအားလုံးကိုကျွန်တော်တို့ကဇာတမားစပီုံကိုနှုတ်ထားပေးပြပါတယ်ခင်ဗျာဒါတော့ကျွန်တော်စိုက်ထားတဲ့ grab ပါခင်ဗျာဘလောက်စိုက်ထားလဲဆိုတော့ grab 4300ဝန်းကျင်အပင်1600ဝန်းကျင်ပါခင်ဗျာကြာချိန်ကတော့4နိုင်5နိုင်ဝန်းကျင်အောင်ကြာပါတယ်ခင်ဗျာ g r a d 4300အပြင်6600မှာခဗျာကျွန်တော်အလိုဆက်ထားလိုက်တော့ဒီရှိရနေဥကောင်းရဲ့သုံးပုံနှစ်ပုံလောက်အထိကိုကျွန်တော်ပြည့်သွားပါရဲ့ခင်ဗျာ။မှုရင်းမောင်းမရှိဘူးဆိုရင်တော့ကျွန်တော်တို့စပင်ဆိုင်ကူတမှုကအရန်ကောင်းပါလေခင်ဗျာ။